တိုင်ပတ်နေပုံပေါ်တဲ့ဆိုရီရဲ့ Line Megacity စီမံကိန်းဒူဘိုင်းကိုအားကြတဲ့ဆိုရီက Line ဆိုတဲ့ Megacity စီမံကိန်းကြီးထုတ်ပြပြီးကြွားခဲ့ပူပါတယ်။အဲ့ဒီစီမံကိန်းကြီးကိုဒေါ်လာ1ထရီလီယံသုံးဖို့လေရည်ရထားတာပါ။စီမံကိန်းကြီးပြီးသွားရင်အလုံးအံ့ဩရမယ့်အခြေအနေရောက်မယ်ဆိုပြီးအကြီးကြီးလော်ဘီခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဒီစီမံကိန်းကြီးကထင်းသလိုပဲဖြစ်နေပါဘူး။ Sorry Arabia ရဲ့အရှိမေသာ မိုဟာမက်ဘင်ဆမန်ကဒီစီမံကိန်းကြီးကိုဦးဆောင်နေခဲ့တာဖြစ်ပါတယ်။တဲကနာရအလေမာခန့်ခန့်တဲတဲပေါ်လာမယ့်စီမံကိန်းကြီးဟာဆော်ဒီကိုရေနယ်မီခိုရောက်မှုကနေခွဲထွက်ပြီးခီးသွွားလုပ်ငန်း၊နီးပညာ၊အခြေပြုစည်းပွားရေးလုပ်ငန်းတွေဘက်ဆွဲခေါ်သွားနိုင်မယ်လို့မျှော်လင့်နေခဲ့တာပါ။သူကဒီစီမံကိန်းကြီးကို2030မှာအပြီးတည်ဆောက်ဖို့ရာထားပြီးတော့လိုအပ်တာမှန်သမျှပံ့ပိုးနေခဲ့ပါတယ်။ဒါပေမဲ့လူအများပြားကဒီစီမံကိန်းကြီးမှာပြဿနာတွေရှိနေတယ်ဆိုပြီးထောက်ပြတာကိုတော့လေးလေရှုခဲ့တာပါ။ လိုင်းမေကစီတီကြီးမှာ900မီတာမြင့်တဲ့အဆောက်အုံတစ်ခုကိုကီလိုမီတာ180ကျော်ရှင်တွဲတည်ဆောက်ထားပါတယ်။အဆောက်အုံတစ်ခုကြားကအကျယ်ကမီတာ100လောက်ပဲကျနေတာပါ။အဆောက်အုံရဲ့အပြင်ဘက်အချမ်းကိုတော့မှန်တွင်တဲ့အပြည့်ဖုံးထားမှာဖြစ်ပါတယ်။အပြင်ဘက်ကလမ်းကြီးလိုက်ရုံနဲ့ရောင်ပြန်ဟန့်နေတဲ့တဲကန္တရာကြီးကိုလမ်းတွေးရမှာပါ။ကဘာပေါ်မှာအမြင့်မီတာ900ကျော်ရှိတဲ့အဆောက်အုံ12လုံးပဲရှိပါတယ်။ line cement ကတော့ဒီလိုအဆောက်အုံ4000လောက်ကိုဆက်ပြီးတော့စောက်ထားသလိုပါလူကြီးကိုးတန်းနေထိုင်နိုင်ဖို့ရွေထားခဲ့ပြီးလမ်းတွေကားတွေတော့မပါပါဘူး။ ဘာဖြစ်လို့လဲဆိုရင်ဒီရက်ထဲမှာကားစီးစရာမလိုအောင်စီစဉ်ပေးထားမှာပါ။လိုင်းမှာနေမဲ့သူတွေအားလုံးဘေကိုပဲသွားသွား15မိနစ်ထက်ပိုပြီးလမ်းလျှောက်စရာမလိုပါဘူး။အဲ့ဒီတော့ရွေလျားစင်းကြံလန်တွေဒယ်လီကစက်လီကားကြီးလည်းထည့်ပေးမှာပါ။တွေ့ရေးကစက်တရေဆိုပေမဲ့အခုချိန်မှာတော့လိုင်းစီမံကိန်းကြီးကတိုင်ပတ်လို့နေပါတယ်။2021ခုနှစ်အောက်တိုဘာလမှာလုပ်ငန်းကိုအရှင်းမြင့်ဆောင်ရွက်ခဲ့ပေမဲ့ကြီးမားတဲ့ပြဿနာ၃ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ပထမတစ်ခုကတော့နှောင့်နှေးခဲ့မှုတွေကြောင့်ကုန်ကြမ်းစည်တွေပိုတက်လာလေပါ။ လီလာသူတွေကလိုင်းစီမံကိန်းကိုဂျိုးတို့မြေပုံတွေကနေစူးစမ်းကြည့်တဲ့အခါမှာပင်လယ်နေဘက်ကနေတောင်တန်းနေတီဖြတ်သွားရတဲ့အေယာမမြေတူးလုပ်ငန်းလောက်ကိုပဲတွေ့ခဲ့ရတာပါတကယ်ဆိုရင်အဲ့ဒီအချိန်မှာအဆောက်အုံတွေပေါ်ထွက်လာတဲ့အချိန်လေးဖြစ်ပါတယ်လိုင်းစီမံကိန်းကိုနှိုင်းယှဉ်ကြည့်ရမယ်ဆိုရင်ဝါရှင်တန် DC ကနေဖလာဒယ်ဖီးယားဒါမှမဟုတ်ပဲရစ်ကနေလန်ဒန်ထိအကွာဝေးနဲ့ညီမျှနေပါတယ်လိုင်းစီမံကိန်းရဒီအဆောင်ကြီးကတဆက်တည်းရှိနေမှာဖြစ်တယ်လို့မှန်တွင်နဲ့လည်းအပြည့်ဖုံးနေမှာပါမဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စတွေမရှိဘူးဆိုပေမဲ့ဒီကိစ္စကအတော်လေးမလွယ်ကူလှတာတော့အမှန်ပါ ်အစားပိုင်းမှာတော့မူတီတီမြင့်နေတဲ့ဆော်ဒီလဲနောက်ပိုင်းမှာတော့အမြင်မှန်တွေရလာပါတယ်အဲဒါကြောင့်ဝေနေနဲ့ရှော့ကြည့်ပြီးလုပ်ငန်းကိုဆက်လက်လည်ပေးဖို့ကြိုးစားခဲ့ပါတယ်ဒီချိန်မှာလေးပြဿနာတွေတက်လာခဲ့တာပါအလုပ်သမားနဲ့ဆက်ပစ္စည်းတွေအလျှော့ခံရချိန်မှာလုပ်ငန်းတိုးတက်မှုတွေကိုတွေ့ရဖို့ပိုဝေးသွားပါတယ်ကျွမ်းကျင်သူတွေကဒီစီမံခန့်ခွဲမှာစီမံခန့်ခွဲမှုအလွဲတွေရှိပုံရတယ်ဆိုပြီးယူဆနေပါတယ်မူလစီစီမှာ180ကီလိုမီတာအရှိရှိတဲ့မှန်ပြေပုံအဆောက်နှစ်ခုလုံးကို2030ခုနှစ်မတိုင်ခင်အပြီးထိဆောက်ဖို့ရခဲ့ပါတယ်လက်ရှိကြုံရတဲ့အခက်အခဲတွေကြောင့်စီမံကိန်းကြီးက1.4ကီလိုမီတာတာတာပဲပြီးနိုင်တော့မှာပါ လိုင်းစီမံကိန်းတွေမှာစိတ်ဝင်စားစရာကောင်းတဲ့အစိတ်ပိုင်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ Hayden Marina လို့ခေါ်ရနေရပါ။ဒီနေရာမှာနေထိုင်သူတွေကမြို့အောက်ကနေတင်မောလမ်းကြောင်းနဲ့ပင်လယ်ထဲကိုရောက်သွားနိုင်ပါတယ်။ဒီဆောင်လေလုပ်ငန်းစဉ်မှာ2030ခုနှစ်ကြာရင်တိတိတမလေးရာခိုင်နှုန်းလောက်ပဲပြီးနိုင်တော့မှာဖြစ်ပါတယ်။ဒီတိုင်းသာဆက်သွားနိုင်မယ်ဆိုရင်မေဆာမန်ရဲ့နောက်မျိုးဆက်တွေအထိ စီမံကိန်းကပြီးမှာမဟုတ်ပါဘူးတကယ်တော့ဆိုဒီကဒီစီမံကိန်းကြီးကိုသူ့ကိုယ်ပိုင်ပတ်စံတမျိုးတည်းနဲ့အကောင့်တွေပေါ်ခဲ့တာမဟုတ်ပါဘူးနိုင်ငံတကာယင်းနှီးမြှုပ်နှံသူတွေရဲ့ငွေတွေလည်းပါဝင်ခဲ့ပါတယ်စီမံကိန်းကြီးကရထားသလိုမဖြစ်တဲ့အချိန်မှာယင်းနှီးမြှုပ်နှံငွေတွေဆက်ရဖို့ခက်ခဲခဲ့ပြီးငွေမရှိလို့စီမံကိန်းနှောင်တွေစီမံကိန်းနှောင်တွေလိုငွေမဝင်စားရပြဿနာနေပဲမော်လုံးစက်ကိုကန့်နေပါတယ်တကယ်တော့ဒီစီမံကိန်းရဲ့မူလဘတ်ဂျက်ကိုဒေါ်လာ900ဘီလီယံလောက်ပဲရထားခဲ့တာပါဒါပေမဲ့ဘေဆမ်မန်ရဲ့ရွှေညံတော်စုရောက်မှုနဲ့အပိုးချက်ရင်1ထရီလီယံဘတ်ဂျက်ဖြစ်လာခဲ့ပါတယ် မူလဘတ်ဂျက်ရထားချက်နဲ့ဆိုရင်၄ဆလောက်ပုံများခဲ့တာပါလိုင်းရင်ဒုတိယပြဿနာကလူခွင့်ရေးချိုးဖောက်မှုတွေပါတကယ်တော့စီမံကိန်းနေမိတိုင်းကတဲခဏာရမြေတွေကြီးမဟုတ်ပါဘူးတချို့နေရာတွေမှာနေထိုင်တဲ့ဒေသခံတွေရှိနေခဲ့တာပါဒီဒေသခံတွေကိုလည်းစစ်တပ်နဲ့အနှင်ထုတ်ထားတာဖြစ်ပါတယ်ခမန်းချက်ရဒီစီမံကိန်းကြောင့်ရွှေ့ပြောင်းခဲ့ရသူတွေက2000လောက်ရှိတယ်လို့ဆိုပါတယ်တချို့ကလည်းဒီကိစ္စကိုမကျေနပ်လို့ဆန္ဒပြရင်အဖမ်းခံခဲ့ကြရတာပါ။ဗေဆမန်တို့ဖွဲ့ကတော့စီမံကိန်းစီစဉ်တွေကိုစန့်ကျင်နေဘူးသူမဆိုပြတ်တက်နိုင်တယ်လို့အမဲပေးထားတာပါ။စစ်တပ်ကလည်းဒီအမိန့်တန်လောက်ခဲ့ပြီးအသက်ခံရတဲ့လူတချို့လည်းရှိပါတယ်။ နောက်ပြီးဒီလိုတော့ဝန်နေကြောင်အွန်လိုင်းမှာတင်းတဲ့သူတွေကိုဖမ်းဆီးရေးယူခဲ့တာပါအာနာရှင်တွေအာနာယူရင်အားလုံးတူတူပဲဆိုတော့ဒီဖြစ်ပျက်ကနေတွေ့နေပါတယ်ပြောရမယ်ဆိုရင်ဒီကိစ္စကြီးကအတော်လေးကိုရုပ်ပြက်ဆင်ပြေဖြစ်ခဲ့တာပါအဲဒါကြောင့်မေ UN က sorry အစိုးရအဖွဲ့ရဲ့လောက်ရက်ကိုရှုံချတဲ့စာတွေပို့လိုက်ပါသေးတယ်သူတို့ကလည်းအပြင်းထန်တကားပိတ်ဆွေးနွေးပြီးတော့မှဒီစာကိုထုတ်ခဲ့တာပါ sorry ကဒီစာကိုတိတ်ခေယူမဆိုင်ပေမဲ့နိုင်ငံတကာကန်ထရိုက်တာတချို့ကနံမပြက်စီးရင်အသွင်ခံရမှာဆိုရင်ပြီးနှုတ်ထွက်ခဲ့ပါတယ်အဲ့ဒီချိန်လေးတွေမှာစီမံခန့်ခွဲမှုတွင်ဆက်ပြတ်တော့ပြီးစီမံကိန်းလေးထက်နောက်နေခဲ့ရပါတယ် လာရင်နောက်ထပ်ပြဿနာတစ်ခုကအလို့သမားခွင့်ရဆုံးရှုံးတဲ့ချက်ပါ၂016ခုနှစ်မှာဒီစီမံကိန်းအကြောင်းကြေညာခဲ့ပြီးတဲ့အခါမှာရွှေပြောင်းလို့သမားတွေကလုပ်ငန်းခွင့်နဲ့ရောက်လာပါတယ်အစားပင်းမှတရုံရုံနဲ့ဒီဆောင်နေခဲ့ကြပေမဲ့လာစာနောက်ကျတဲ့ကိစ္စတွေကစတိုက်ဖြစ်ခဲ့တာပါဒီကြားတဲ့လုပ်ငန်းခွင့်မတော်တဆမှုတွေကြောင့်တည်ဆုံးသူဥယေမြင့်တက်လာပါတယ်ကုမ္ပဏီတွေကလည်းအစိုးရစီကပတ်စံဝင်မှပတ်စံပေးနိုင်မယ်လို့အကြောင်းပြခဲ့တာပါအစိုးရကလည်းတိစောက်လုပ်ငန်းတွေရထားချက်တိုင်း BC မှာပတ်စံထိုးပေးမယ်လို့ပြောခဲ့ပါတယ်။ဒီကြားထဲမှာငတ်တော်ခါနာဖြစ်ခဲ့ရတာကအလို့သမားတွေပါ နောက်ထပ်ပြဿနာတစ်ခုကလိုင်းစီမံကိန်းကစိတ်ကူးရဲ့ကဘာလို့ဖြစ်နေတာကြောင့်ပါပြောရမယ်ဆိုရင်တေကန္နာရာထဲကအေယာမဖန်လုံးအိမ်ထဲမှာနေရတယ်လို့ဖြစ်နေပါတယ်အထက်မှာတစ်ပင်နေပါတယ်ဖန်တီးထားမှာဖြစ်ပေမဲ့တဘာဝတိုင်းမဟုတ်တာကိုလူတိုင်းတွေးမိပါတယ်ပြီးတော့အရင်လဲဒီလိုမျိုးစီမံကိန်းတွေအစိုးပြုခဲ့ဘူးတာပါ ဒါပေမဲ့ဘယ်တစ်ခုကမှအကောင့်တွေမပေါ်နိုင်ခဲ့ပါဘူး။ကဘာဖြစ်ပြီးဒီလိုအခြေအနေမျိုးမှာမဖြစ်မနေရှင်းတန်းရမယ်ဆိုရင်ဖြစ်နိုင်ပေမဲ့ရွေးချယ်စရာရှိသေးတဲ့အချိန်မှာဒီစီမံကိန်းကြီးကသဘာဝမကျသလိုခံစားနေရပါတယ်။နောက်ပြီးတော့လိုင်းစီမံကိန်းတွေမှာမြို့သူမြို့သားတွေရဲ့လုံခြုံရေးအတွက်အစိမ့်မီနီးပညာတွေအသုံးပြုပေးမယ်ဆိုတဲ့အချက်ကိုတချို့ကသဘောမကျပါဘူး။ဒီနီးပညာတွေကလုံခြုံရေးကိစ္စဆိုတာထက်သူတို့ကိုချေလဲတဲ့အခြေအနေမှာဖြစ်သွားမှာစိုးရင်ကြလို့ပါ။အခုလေးတွေဖုန်းပို့ရတဲ့အချိန်မှာတော့ကိုကြီးကိုရာကိစ္စကြိုးပမ်းမှုတွေဖြစ်နေခဲ့တာပါအဲဒါကြောင့်မဲလိုင်းလိုမျိုးမြို့တဲကိုရောက်သွားရင်ဘာလို့လို့စောင့်ကြည့်ခံရမယ့်အခြေအနေမျိုးရောက်သွားနေပါတယ် ပြောရမယ်ဆိုရင်အီးတော်မကြီးကျဲမပေါရဲတဲ့အခြေအနေမျိုးပါတချို့ကဒီကိစ္စကြောင့်လိုင်းစီမံကိန်းကိုမဖြစ်နိုင်ဘူးလို့ယူဆခဲ့ပါတယ်တကယ်တော့ sorry ကဒူဘိုင်းကိုအားကျနေခဲ့တာပါဒူဘိုင်းဆိုရင်သူ့နိုင်ငံလောက်ရေနံမထွက်ပေမဲ့အခုဆိုရင်ကုန်တယ်ရွေးနဲ့ခီးသွွားလုပ်ငန်းတွေကဝင်ငွေတော်တော်လည်းရနေခဲ့ပါတယ်ဒါမဲ့ sorry နဲ့ဒူဘိုင်းမှာကြွားချောင်းမှုတွေရှိပါတယ်။အဲဒါကတော့ sorry ကစီမီစီကန်ဥပဒေတင်းကျပ်တဲ့နိုင်ငံဖြစ်ပြီးဒူဘိုင်းကတော့ပြည်ပရင်းနှီးမြှုပ်နှံသူတွေလောက်တာကိန်းသာရှိအောင်ဖြေလျှော့ခဲ့ပါတယ်။ဒူဘိုင်းရဲ့ဖြေလျှော့မှုတွေကတနေ့တည်းတညတည်းဖြစ်လာတာမှမဟုတ်ပါဘူး။ ဆော်ရီတို့ရေနံရဲ့အကျိုးမြတ်တွေပေါ်တာယာနေဒီမှာဒူဘိုင်းကပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့ကြပါတယ်။ရှီကာကိစ္စတွေအားလုံးဆင်ပြေတယ်ဆိုရင်နောက်ဆုံးပြဿနာတစ်ခုရှိနေသေးတာပါ။အဲဒါကတော့ချစ်ချစ်တောက်တဲ့အပူချိန်မှာနောက်ပြီးတော့လိုင်းရဲ့မှန်သားအဖြစ်ပုံဒီဇိုင်းကဒီအပူချိန်တွေကိုမီးလောင်ရလေးပင်းလက်အုံးမှာဖြစ်ပါတယ်။အတွင်းဘက်မှာအက်ကွန်ဖွင့်ပြီးအေးမြောင်လုပ်ပေးထားမှာဆိုပေမဲ့တခုခုချူရင်းမှုသာဖြစ်ခဲ့မယ်ဆိုရင်တဘာဝကိုလုံးဝအားကိုးလို့မရပါဘူး။ပုံမှန်ချိန်တွေမှာဆိုရင်တော့ပူအိုက်လိုက်ရင်အင်ဂျင်ချုပ်ပြီးရေတောင်လေးခက်ကအပြင်ထွက်လို့ရပါတယ်။ဒါပေမဲ့လိုင်းရဲ့မှန်သားပြင်အဖြစ်ပုံအဆောက်အဦတွေမှာဆိုရင်ပေါင်းမိသားဖြစ်သွားမှာပါ။ ဒါကအပူချိန်တစ်ခုတည်းကိုသုံးသပ်ထားတာဖြစ်ပြီးဖြစ်လာနိုင်တဲ့တခြားပြဿနာတွေရှိပါတယ်။နေကုန်းချုံမလို့ကြားလိုက်ပေမဲ့နည်းနည်းရှိလိုက်ပါဦးမယ်။အဲဒါကတော့လျှက်စစ်တားကိစ္စပါ။ sorry က2030ရောက်မှာသူတို့ရဲ့စွမ်းအင်သုံးစွမှု90ရာခိုင်နှုန်းကိုပြည်ပြည့်ဝစွမ်းအင်တွေနဲ့အစားထိုးမယ်လို့ကြေညာခဲ့ပါတယ်။ဒီနေ့ဒီချိန်ထိဆိုရင်အစားထိုးနိုင်တာတိရာခိုင်နှုန်းပဲရှိပါသေးတယ်။လိုင်းရဲစီမံကိန်းကြီးကပြီးစီးရင်တော့လျှက်စစ်တားကလည်းပို့လာအောင်မှာပါ။လျက်စစ်တားကလည်းပိုလိုအပ်မှာပါအဲ့ဒီအတွက်ပြပြမဲ့စွမ်းရင်ဒီပဲတုံးမဲ့ဆိုရင်စောက်ရမဲ့လေရဟတ်တုံးရမဲ့ဆိုလာတွေကနည်းမှာမဟုတ်ပါဘူး နောက်ဆုံးစင်ကုန်မှုတစ်ခုကရေကိစ္စပါ။တက္ကနာယာထဲမှာတိစောက်မဲ့ဒီမျိုးအတွက်ရေတွေကိုတော့ပင်လေရေကိုပဲအားကိုးရမှာဖြစ်ပြီးပြန်တန်းဆင်ရမှာပါ။ဒီအတွက်လဲစွမ်းအင်တွေထက်လို့နေသေးတာပါ။စော်ဒီရဲ့မူဝါဒရဆိုရင်လောင်စာစွမ်းအင်မသုံးဘဲနဲ့ပြေပြိုးမဲ့စွမ်းအင်သုံးမှပဲအဆင်ပြေမှာဖြစ်ပါတယ်။ဒါမဲ့လည်းဒီကိစ္စမှာအခြေအနေကမကောင်းပါဘူး။ပြောရမယ်ဆိုရင် Line Megacity စီမံကိန်းကြီးရဲ့အားနည်းချက်တွေကအများကြီးပါ။ဒီအခြေအနေတိတော့မှပင်ဆယ်မန်ကလေးသိမလျှော့ပါဘူး။တကယ်ဖြစ်အောင်လုပ်ပြသွားမလား။အပြားရှုသွားမလား။ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။